ခရူဆိုမြို့နယ်အနောက်ဖက်ချမ်းဒီလကျူအုပ်စုအတွင်ကကိုကွေချေးရွာမှာအခုစာတင်နေအတွက်စာတင်ကျောင်းဆောင်တွေဆောက်လုပ်နေဆဲဖြစ်ပြီးအကူအညီတွေလိုအပ်နေပါတယ်။ကိုကွေချေးရွာဥက္ကဋ္ဌကတော့အမိုးအကာနဲ့တပ်မိုးတွေကိုအ धिक အကူအညီစေလိုတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကမိုးသည်ထန်စွာရွာသွန်းပြီးတဘဝဘေးဒဏ်ကြောင့်ကိုကွေချေးရွာအတွင်းမြေအက်ကွယ်လာကရွာခန့်တွေဟာတခြားနေရာကို ရွာလုံးကျွ၊ရွှေပြောင်းနေထိုင်ခဲ့ရပါတယ်။အဓိကအားထားသွားလာကြတဲ့ကျေးရွာလမ်းတွေဟာလည်းမြေပြိုမှုကြောင့်သွားလာလို့အဆင်မပြေတော့ဘူးလို့ဆိုပါရယ်။ကျေးရွာဟောင်းမှာစာတင်ကျောင်းဆောင်ရှိနေသေးပေမဲ့တည်ယူဖို့လမ်းခီးအဆင်မပြေတာကြောင့်စာတင်ကျောင်းဆောင်ရဲ့အတုံးဆောင်ပစ္စည်းအနည်းငယ်သာယူဆောင်နိုင်ခဲ့ကြတာပါ။ဒေသခံတွေကတော့စားဝတ်နေရေးအတွက်တောင်ယာလုပ်ငန်းကိုသာအားထားလုပ်ကိုင်းကြတာဖြစ်ပါရယ်။ အဲ့ဒီကြေးရွာမှာတော့မူလတန်းကိုဖွလစ်တင်ကြားပေးသွားမှာဖြစ်ပြီးအခုစာတင်နေအတွက်တက်ရောက်မဲ့ကျောင်းသားဥယေ30ကျော်ရှိနေပါတယ်။ကိုကွေကြေးရွာမှာတော့ဒေသခံတွေအပါအဝင်စစ်ဘေးရှောင်တွေစုပေါင်းနေထိုင်ကြတာဖြစ်ပြီး HA 36အိမ်လူဥယေနေရာဝန်းကျင်ရှိတယ်လို့သိရပါတယ်။